တနင်္ဂနွေလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲရေးသဘောတူစာချုပ် NCA ဟာဆက်ရနာသိမ်းမှုနဲ့အတူဖြတ်စည်းခံလိုက်ရပြီဖြစ်တာကြောင့် UN ASEAN အပါအဝင်နိုင်ငံတကာတန်တမာရီအနေနဲ့ဆယ်နှစ်ပြည့်အခမ်းအနားကိုမတက်ရောက်ဖို့တိုင်းရင်းသားလက်နက်ကိုင်6ဖွဲ့ကပူးတွဲတောင်းဆိုလိုက်ပါတယ် NCA ကိုနာမည်ခံပြီးပြုလုပ်တဲ့ဟန်ပြလုပ်ငန်းစဉ်တွေနဲ့2008ဖွဲ့စည်းပုံအောက်က အတူအယောင်ရွေးကောက်ပွဲတွေဟာတရားဝင်မှုရကျင်တဲ့ဆက်ရနာရှင်တွေရဲ့ကြိုးပမ်းမှုသာဖြစ်ပြီး ြည်ရင်းပဋိပက္ခတွေကိုပို့ပြီးရှေ့ချစီလိုက်မယ်လို့ NCA ရည်ထူထားတဲ့ EAO 6ဖွဲ့ကအောက်တိုဘာ13ရက်ရက်စွန်းနဲ့ထုတ်ပြန်အသိပေးခဲ့တာဖြစ်ပါတယ်။အဓိကကတော့နိုင်ငံတကာကနဲ့ဒီနေဦးတော်လှန်ရေးမှာကျွန်တော်တို့အတွက်ပြည်တော်တိုင်းသူပြည်သားတွေအတွက်လုံနိုင်တာအများကြီးရှိပါတယ်။စီရေမဟုတ်ရင်တော့ တန်တမာရေးအရာတော်လကောင်းစီးပွားရေးအရာတော်လကောင်းဖက်ပေါင်းဆောင်ကနေဧည့်သည်လူခွန်ကြီးကန္တာကနေတော်လကောင်းလုံနိုင်တာမျိုးအများကြီးရှိပါတယ်အဲဒါကြောင့်နိုင်ငံတကာကိုကျွန်တော်တို့ဒီအချက်အလက်တွေနဲ့တောင်းဆိုတာဖြစ်ပါတယ်စစ်ကောမရှင်က NCA 10နှစ်ပြည့်အခမ်းအနားနဲ့အလုံယုံဆွေးနွေးပွဲကိုနေပြည်တော်မှာရှိတဲ့ MICC 1မှာအောက်တိုဘာ15ရက်ကနေ18ရက်အထိကျင်းပဖို့ပြင်ဆင်ထားပြီးနိုင်ငံတကာတန်တမန်တွေကိုပါဖိတ်ကြားထားတာဖြစ်ပါတယ် ဒါကြောင့် EU ၆ဖွဲ့ကနိုင်ငံတကာအသိုက်အဝန်းအနေနဲ့ NCA ကိုအကြင်ကြင်ချိုးဖောက်ခဲ့တဲ့စစ်တပ်ကကျင်းပတဲ့ပွဲကိုမတက်ရောက်ဘဲမြန်မာပြည်သူနဲ့အတူရပ်တည်ကြောင်းပြသဖို့တောင်းဆိုခဲ့ပြီးအာဏာရှင်စနစ်အဆုံးသတ်ရေးသားအဖြစ်ဖြစ်တဲ့အကြောင်းဆိုပါတယ်။ဘလောက်ရက်ဆက်ကြမ်းကြုတ်တယ်။နောက်ပြီးတော့ဘလောက်ကိုငင်းငင်းဆိုတဲ့သကလုံးနဲ့လွဲချော်နေတယ်၊ကွဲလွဲနေတယ်ဆိုတာကိုလည်းပဲဒီအကြမ်းဖက်စစ်တပ်ကအကြင်ကြင်တက်တည်ပြပြီးဖြစ်ပါတယ်ဗျာနော်။အဲ့တော့ကြောင့်မလို့ ါအောင်နားလေသဘောပေါက်ကြတဲ့ဒိုင်းနာတော်လိုင်းအင်အားစုတွေရောမပြည်သူလူတရက်လုံးရောနောက်ပြီးတော့ကျွန်တော်တို့မျိုးသားညိုရေးဆိုးရွာရောဟာနော်ဒီအချမ်းဖတ်စစ်တက်ကဲခင်းပေးထားတဲ့လမ်းကြောင်းမဟုတ်တဲ့မဟုတ်တဲ့ပေါ့နော်တကယ်ကိုစစ်မှန်တဲ့ငင်းငင်းရေးကိုရရှိနိုင်မှုကိုဒါအတူတူအဲကျွန်တော်တို့သဘောတူညီချက်တွေရယူရတယ်ပြောဆိုဆွေးနွေးကြတာတွေနောက်ပြီးတော့ဘယ်လိုပုံစံမျိုးနဲ့ရှေ့ဆက်သွားကြမလဲဆိုတဲ့ကိစ္စတွေကိုတိုင်ပင်ဆွေးနွေးလျက်ရှိကြသလိုဆက်လက်ပြီးတော့လည်းဥပပေါင်းဆောင်ရွက်သွားဖို့ရှိပါတယ်ဗျ2015ခုနှစ်အောက်တိုဘာ15ရက်နေ့ 2018ခုနှစ်ဖေဖော်ဝါရီ23ရက်နေ့ဒီမှာ NCA စာချုပ်ကိုလက်မှတ်ရေးထိုးခဲ့တဲ့တိုင်းဒါလက်နက်ကင်တပ်ဖွဲ့10ဖွဲ့ရှိခဲ့ပါတယ်။အခုထုတ်ပြန်ချက်ထဲမှာကရင်အမျိုးသားအစည်းအရုံး KNU မြန်မာနိုင်ငံလုံးဆောင်ရာအကြောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ချင်းမျိုးသားတပ်ဦး CNF ပိုးအမျိုးသားလွမြောက်ရေးအဖွဲ့ချုပ် PNL လာဟုဒီမိုကရက်တစ်အစည်းအရုံး RDU တို့အပြင်မွန်ပြည်သက်ပါတီဆေးရနာရှင်တိုက်ဖြတ်ရေး NMSPAD တို့ကထုတ်ပြန်တိုက်တွန်းလာတာဖြစ်ပါတယ်။ကြံဖွဲ့တွေကတော့ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ၊ကရင်ငြိမ်းချမ်းရေးကောင်စီ KNU ၊ KNLPC ၊ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA နဲ့ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ARP တို့ပဲဖြစ်ပါတယ်။ကျွန်တော်စိုးသူအောင်ပါ။